ဒီနေ့ဟာမြန်မာတက္ကသိုလ်1386ခုနှစ်ကွန်လွန်ပြီးမြန်မာတက္ကသိုလ်1389ခုနှစ်ကူပြောင်းနေတဲ့ကာလမဟာသင်းညံအကြဏီမင်္ဂလာဖြစ်ပါတယ်ခင်ဗျာသင်းညံအကြဏီမှာတော့ဆွေမျိုးမိတ်ဆွေများအတွက်ရှေ့ထုံးကိုမပေပဲရေသပင်ပွဲလေးဆင်နွှဲဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ဗျာအပြင်လမ်းပေါ်မှာနေဘူးရာသီဥတုပူပြင်းတဲ့အခါသမျှမှာမိမိရဲ့အိမ်ရဲ့အေကန်းမင်္ဂလာအိမ်ရှိမင်္ဂလာဥပစာမင်္ဂလာ ဖျားကမ်းမင်္ဂလာမှာဒုံနဲ့တူငွေဖလားလေးထဲမှာရည်ကြည်ရင်သက်နတ်သားရည်ထက်ပြီးတပြေခက်ကလေးနဲ့ဒုံနဲ့တူသွန်းဖြန်းရင်မေတ္တာပို့သလိုအေးချမ်းတန်ရာဖို့ဆုတောင်း၍မိသားစုအိမ်တွင်ရည်သပင်ပွဲလေးဆင်နွှဲလိုက်ကြပါလို့ဒီနေ့ကနေရိုးရာမပြတ်တိုက်တွန်းလို့နှိုးဆော်လိုက်ရပါတယ်ခင်ဗျာဒီနေ့သင်္ကြန်အကြနေမှာကုသိုလ်ရည်ရာဖြစ်ကြတော့ကြာစံကျော်မြတ်စွာဘုရားရှင်လှူဒန်းခြင်းရန်တံကလောင်းလို့ခြင်းနဲ့ဆွေမျိုးမိသားစုများကိုဝင်ငှားခြင်းပြုကြဖို့ဒါနပြုရန် နှုတ်ဆော်လိုက်ပါတယ်ခင်ဗျာဒီနေ့ခொနည်းသားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့လာမင်းခွေးအောင်တဲ့သင်္ကေတနမိတ်ဖြစ်တာကြောင့်မကောင်းပြောသူတွေကြောင့်တော့စိတ်နှောက်ချက်ဖြစ်ရတတ်တယ်လက်စစ်ပစ္စည်းတွေအဘုဒ္ဒံပစ္စည်းတွေပြတ်တတ်တယ်ခရီးတွေအစီစဉ်သစ်တွေအခွင့်အရေးသစ်တွေပေါ်မယ်ကွက်ကွာနေတဲ့သူတွေနဲ့ပြန်ဆုံရတတ်ပါတယ်ဒီနေ့ခொနည်းသားမီးတွေအားလုံးကံကောင်းမှုလို့အတွက်ကတော့အရှိန်အယက်ကိုမျက်နှာမူပြီးအချိုရည်အနှဲငယ်တောက်ကံကောင်းမှုဆုတောင်းလိုက်ပါခင်ဗျာ ီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့တနင်္လာနေ့ဖွားမဟာဘုတ်ဘိနေနိယတိုက်ဖွားဇာတာရှင်တွေဖြစ်ကြပါတယ်ငယ်စဉ်ကတည်းကကြီးပွားချမ်းသာပြီးတတိယကျော်ဖြစ်ကြမဲ့ဇာတာရှင်များဖြစ်ကြကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့အကျိုးပေးဆုံမကနန်းတော့၃ကနန်း၆ကနန်းဖြစ်ပြီးတော့ငွေကြေးအစီအပြေဖို့အတွက်ကတော့ဒီလိုနေ့မျိုးမှာတတ္တဝါတွေကိုဘေးမဲ့ကုသိုလ်ပြုခြင်းအပြင်ငွေကြေးကိစ္စတွေအစီအပြေပါလိမ့်မယ်ထို့သူခုနှစ်သားသမီးတွေအားလုံးဒီနေ့အကျိုးပေးကနန်းရတော့ ခုနှစ်ခဏငါးခဏဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကြေးကိစ္စတွေအဆင်ပြေအောင်မြတ်စွာဘုရားရှင်ကိုရည်စုပြီးတော့ငါးမုံကျော်လှူဒါန်းရင်ငွေကန်ကောင်းဖို့ဆုတောင်းလိုက်ပါခင်ဗျာတို့တူအယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်လဲရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ခြင်းအပြင်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်ဆွေမျိုးမိတ်ဆွေတွေမှာအမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်ဒီအမှဲ့မှာရေးပြီးတော့သီလရှင်ဆရာလေးတစ်ပါးပါကိုလှူဒါန်းလိုက်ပါခင်ဗျာ ကျမ်းမာရေးညနေရသူရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာအချို့ရေနှဲငယ်တောက်ပြီးကျမ်းမာဖို့ဆူတောင်းလိုက်ပါခင်ဗျာအခြေကိစ္စမြစ်တားကြီးကိစ္စအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုရေခဲတုံးလေးတွေပါတဲ့အချို့ရေတစ်မျိုးလှူဒန်းပြီးအေးချမ်းတရားဖို့ဆူတောင်းပြုလိုက်ကြပါစို့ခင်ဗျာ